မင်္ဂလာပါဒီနေ့ဆွေးနွေးမှာကတော့လေမချာသေးခင်ကလူမှုကွန်ရက်မှာတော်တော်လေးခရက်ရိုက်သွားခဲ့တဲ့အကြောင်းအရာတစ်ခုပါဟုတ်ကဲ့ပါလိုင်းတာယာမျိုးနယ်ကဖြစ်စဉ်တစ်ခုပေါ့ဟိုတင်တားမီနယောင်ကိုသူခိုးလို့ဆွဆွဲပြီးတော့ဆိုင်းရှင်တယောက်ကကိုထီလက်ရောက်လုတ်တယ်နောက်ပြီးကြိုးတုတ်ခဲ့တယ်ဆိုတဲ့ရုပ်တံဖိုင်တစ်ခုပြန်လာတယ်อืมအဲ့ဒီနောက်ပိုင်းတော့ဝေဖန်မှုတွေတော်တော်လေးမြင့်တက်လာတာပေါ့နော်ဟုတ်ပါတယ်ဆိုတော့ဒီနေ့တော့ရားထားလေအဲ့ဒီရုပ်တံဖိုင်နဲ့ပတ်သက်တဲ့အချက်လက်တွေ အထူးတပင်လူမှုကွင့်ရက်ပေါ်ကထုံးရက်ချက်တီးကိုအခြေခံပြီးတော့อืมဒီဖြစ်စဉ်ရဲ့နောက်ွယ်ကိုနည်းနည်းလေးလေးကြည့်ကြမယ်လေဟုတ်ကဲ့ဒီဖြစ်စဉ်ကလေရုတ်တရက်ကြည့်လိုက်ရင်တော့တာမန်တစ်ခုမိတဲ့ကိစ္စလိုထင်စရာရှိပေမဲ့အာအဲ့ဒီပေါ်ကလူတို့ရဲ့တုံ့ပြန်မှုတွေပေါ့ဟုတ်တယ်အဲ့ဒါတွေကတော်တော်လေးကိုပြင်းထန်ခဲ့နေဆိုတော့ဘာကြောင့်ဒီလောက်အထိလူတွေစိတ်ဝင်စားနေတဲ့ဒေါသတွေကြီးတုံ့ပြန်ရတယ်လဲ ဒီဖြစ်စဉ်နဲ့လူဖွဲ့စည်းရဲ့ဘလို့သဘောထားတွေကိုကောင်းလုံးနိုင်မလဲဆိုတာမျိုးတွေဆန်းစစ်ကြည့်တယ်လို့ထင်တယ်။ဟုတ်ကဲ့။အရင်ဆုံးအချင်းယုံကြည့်ရအောင်နော်။လှိုင်းသားရကဆိုင်တဆိုင်မှာပေါ့။တာမီနီယောက်ကိုဆိုင်ရှင်ကသူ့ကိုဆိုပြီးဆွဆွဲတယ်။อืมအဲ့ဒီနောက်မှာရိုက်တယ်၊နက်တယ်၊စပင်ဆွဲတယ်။အဲ့လိုတွေလုပ်ပြီးတော့နောက်ဆုံးနေပူကြဲကြဲထဲမှာဆိုင်ရှေ့ရတတ်တိုင်မှာခြီထားခဲ့တယ်ဆိုတာပဲ။ဟုတ်ပါရဲ့။ အဲ့ဒီရုပ်သံဖိုင်ထဲမှာဆန်ရှင်ရဲ့အတန်ကတော်တော်ရှင်းနေတယ်လေ။ဆွဆွဲခံရသူတွေကိုရည်ရွယ်ပြီး သူကိုမလို့တုံးတာမျိုး ပြီးတော့ငားရက်ကွက်ထဲလာခိုးတဲ့သူကိုမလုံလုံအားကြီးတယ်ဆိုတာမျိုးတွေဟုတ်တယ်ပြီးတော့တစ်ခါလာလဲခိုးတယ်နှစ်ခါလာလဲခိုးတယ်လို့လည်းပြောနေသေးတယ်ဟုတ်ပါနောက်ပြီးပိဆန်လော်နိုင်ရင်လျော်မလော်နိုင်ရင်ရဲစခန်းတဲ့တစ်ခါတဲ့ထဲ့ပစ်မှာဆိုတဲ့စကားမျိုးတွေလည်းပါနေတာပေါ့နော်အဲ့ဒါပြန်ရိုင်းနှက်တဲ့ပုံတွေပြန်လေး ဗီဒီယိုထဲမှာစိုင်ဝင်တိုင်းတွေကိုခေါ်ပြီးတော့တားမီနေအောင်လုံးကိုစိုင်ရှစ်တတ်တိုင်စီဆွဲခေါ်သွားတာ။อืมကျိုးနဲ့ချီတာ။ဟုတ်တယ်။ကျိုးနဲ့ချီနောင်ခဲတဲ့မြင်ကွင်းလည်းပါတယ်လို့ဆိုတယ်။ဒါဟာကိုတော်တော်စိုးနေပြီပေါ့နော်။ဒါပေမဲ့လူထုကိုတကယ်တုံးလို့တွားစေတာကအဲ့ဒီနောက်ကချင်းချောက်မှုတွေ။မှန်ပါတယ်။အဲ့ဒီဗီဒီယိုထဲမှာစိုင်ရှင်ကဗာပြောလဲဆိုတော့ရင်ွေးပူသွားယူသွားရင်ွေးပူကိုခေါင်းကနေလောင်းချလိုက်မယ်။မလေးနောက်လို့မရအောင်လို့ခလဲပါလောင်းချပေးမယ်။ ဟာရင်နှွေးသွားကြူသွားဆိုပြီးအော်နေတာပြီးတော့ငါကမိုက်ရင်သူများထံမိုက်တယ်ဆိုတာမျိုးလည်းပါသေးတယ်ဒါတကယ်လုံးမဲ့ပုံစံနဲ့ချင်းချောက်တာမျိုးဖြစ်နေတာပေါ့ရင်နှွေးတကယ်တွားကြိုခိုင်းတာဆိုတော့ဟုတ်တယ်အဲ့ဒီအချက်ကလူတွေတွဲတော်တော်တုံလို့เสียဖြစ်သွားတယ်အထူးသဖြင့်ကလေးငယ်လေးတယောက်ကိုပါအဲ့လိုချင်းချောက်တာကတော့လေဘယ်လိုပြောမလဲလူသားစာနာမှုရှုံထောင်းကကြည့်ရင်လုံးဝလက်ခံနိုင်စရာမရှိဘူးပေါ့နော်ဟုတ်ကဲ့ဆိုတော့ဒီချက်ဒီကြောင့်ပဲလူမှုခွင့်ရက်မှာဒီဗီဒီယိုကိုမြင်တဲ့သူတော်တော်များများက 三鲜哥，别边边谈谈外围玩家哟。欸、蓬蓬说， ဒီလိုသူခိုးကိစ္စတွေမှာသူခိုးကိုပဲအကစ်တင်ကြရမ်းမြရတယ်မလားဟုတ်ကဲ့ဟုတ်တယ်ဒီတစ်ခေါက်ကတော့ထူးထူးခြားခြားလူများစုလဲဒေါတာကဆန်းရှင်ဘက်ကိုလှည့်ပေါ်တာအဲ့ဒီအချက်ကစိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့လဲလို့ချက်သွားရလဲမို့နော်လူမှုခွင့်ရဲ့တုံးသက်ချက်တီးကြည့်လိုက်ရင်လေဥမာပိန်းဆိုးထူးဆက်တဲ့အကောင့်တစ်ခုရဲ့ post ကတော်တော်လူသိများသွားတယ်ဟုတ်ကဲ့တွေ့လိုက်တယ်အဲ့ဒီမှာသူလဲဒီအချက်ကိုပဲထောက်ပြထားတာသူကပြောတယ်ခြားတစ်ခိုးမိတဲ့ဗီဒီယိုတွေဆိုရင်သူခိုးကိုပဲဝိုင်းစေးကြတာများတယ်อืมဒါပေမဲ့ဒီဗီဒီယိုမှာတော့ဆိုင်ရှင်ရဲ့လူရဲ့ကအရင်ရက်ဆက်တော့ လူတွေကဒူခိုးတားမီဘက်ကတောင်းနင်းနဲ့အဲစာနာသွားပြီးဆိုင်ရှင်ကိုပို့တိုက်ခိုက်နေကြတယ်ဆိုတာမျိုးပေါ့ဒါကလူသူရဲ့ဒေါသကဆိုင်ရှင်ရဲ့လောက်ရဲ့အပေါ်ဘလောက်ပြင်းထန်လဲဆိုတာပြနေတာပဲအဲ့ဒီပိုင်းစိုးသူရဲ့ post မှာပဲဆိုင်ရှင်ရဲ့စကားတွေကိုလည်းပြန်ကိုးကားထားတယ်လေဟုတ်တယ်တခေါက်မကဘူးလာခိုးတယ်တနင်္ဂနွေနေ့တိုင်လာခိုးတယ်ဆိုရဆွဆွဲချက်တယ်အဲ့ဒါတွေတော့တိတိပြပါလား CCTV ရှင်းပြပါလားဆိုပြီးစိန်ခေါ်ထားတာမျိုး อืมတောင်းဆိုထားတာပေါ့ဟုတ်တယ်လက်ရှိအခြေအနေမှာဒီလိုဆွဆွဲချက်တွေက ကိုယ့်ရဲ့လောက်ရဲ့မန်တယ်ဆိုပြီးအားဖြည့်ပြောနေတယ်လို့ဖြစ်နေတယ်လို့သူကမြင်တယ်ဟုတ်ပါတယ်ပြီးတော့လောက်ရဲ့ရဲ့ရက်ဆက်မှုအသေးစိတ်ကိုလည်းလူတွေကထောက်ပြကြတယ်လေစံပင်ကိုအရင်ကနေဆွဲတာတော့ဟုတ်ကဲ့ချီထားတဲ့ကလေးကိုစောင့်တွန်းတာမျိုးတို့ဆိုပြီးလူမှုကွန်ရက်မှာရေးကြတယ်အရေးကြီးဆုံးကတော့ဥပဒေရတွားရမယ့်အစားကိုယ်တိုင်တရားစီရင်တယ်လို့လှုပ်လိုက်တဲ့အပိုင်းပဲ အဲ့ဒါကို vigilantism လို့ခေါ်ကြတယ်နော်ဟုတ်ပါတယ်ကိုယ်တိုင်တရားစီရင်ခြင်းပေါ့ဥပဒေကိုကိုယ်လက်ထဲယူပြီးကိုယ်တိုင်အဖြစ်ပေအေးယူတာမျိုးဒါမျိုးကိုရေးဖွေးရအဖြစ်တော့လူအဖွဲ့စီကလက်မခံတောက်ဘူးလေအထူးထူးဒီကိစ္စမှာက clearly တရားကိုပါနေဘူးတဲ့တတ်တိုင်မှခြေတဲ့ပြီးတော့ရင်းနှီးဘူးနဲ့လောင်းမယ်လို့တကယ်ရင်းနှီးိုးတီခိုင်းပြီးချင်းချောက်တာอืมအစိုးဆုံးကကလေးကိုပါလောင်းမယ်လို့ပြောထွက်တာဒါတွေကလူတွေရဲ့စိတ်ခံစားချက်ကိုတကောက်လေးဆွဲခိုင်းလိုက်တယ်လို့ပဲဟုတ်တယ် ဆိုင်စီရဲ့ငါကမိုက်ပြီဆိုသူများတဲ့မိုက်တယ်ဆိုတဲ့စကားကိုလေဆိုရှယ်မီဒီယာမှာပြန်ကိုးကားပြီးတော့လောင်ကျပြောင်ကြတာအများကြီးပဲမှန်ပါရဲ့နောက်ပြီးစိတ်ဝင်စားစရာတစ်ချက်ကဘာလဲဆိုတော့တားမိဘက်ကလေတုံ့ပြန်မှုအလုံးမမရှိသလောက်ပဲလို့ပြောကြတယ်ဟုတ်လားဟုတ်တယ်သူတို့ဘက်ကပြန်ခုခံတာညင်းတာမျိုးမလို့ပဲနဲ့အရန်ခက်ခဲနေလို့လော်စရာလည်းမရှိလို့ဘေးတဲ့အဖြစ်ကိုခံပါမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်လို့ဆိုတယ်ဟွန်းအဲ့ဒီအချက်ကလေမြင်ရတဲ့သူတွေအတွက်စာနာစိတ်ပို့ဖြစ်စေခဲ့ပုံရတယ် ပြီးတော့တားမိဘက်ကပြောတယ်လို့လဲဆိုတယ်လေမကျင်တဲ့ရဲလက်အလိုက်ပါလားဆရာမျိုးဟုတ်ကဲ့အဲ့ဒါကိုဆိုင်ရှင်ကဂရုမဆိုင်ဖဲကိုယ်တိုင်ပဲလူမင်ခွဲမှာအချက်ခွဲအဖြစ်ပေးနေတာကဘာတဘောလေဆိုပြီးမိဝန်ထုတ်တာတွေရှိလာတယ်อืมတချို့ကဒါနာမည်ကြီးချင်လို့လားဆက်လက်ဖစ်ချင်လို့လား TikTok ရိုက်ချင်လို့လောက်တာလားဆိုပြီးတံပရားတွေဝင်လာကြတာဗောဟုတ်ပါတယ်အဲ့ဒါကလည်းဒီခိရဲ့သဘောသဘာဝတစ်ခုကိုပြနေတယ်လို့ပဲเนาะ တယောက်ရဲ့နစ်နာမှုကနောက်တယောက်အတွက် content ဖြစ်သွားနိုင်တဲ့အခြေအနေမျိုးဟုတ်ကဲ့ဒါကတော့ဆိုင်ရှင်ရဲ့တကယ်ရည်ရွယ်ချက်ကိုတော့မသိနိုင်ဘူးပေါ့လေဒါပေမဲ့လူတွေကတော့အဲ့ဒီရှူထောင့်ကနေလဲတွေးပြီးဝေဖန်နေကြတာဆိုတော့ဒီဖြစ်စဉ်ကိုအနစ်ချုပ်ရရင်လေဆွဆွဲခံရတဲ့ပြည်မှုခိုးမှုလိုပဲထားပါတော့အဲ့ဒါမန်တွေဖြစ်စဉ်မားတွေဖြစ်စဉ်အဲ့ဒီအပေါ်မှာဆိုင်ရှင်ရဲ့တွန့်ပြန်ပုံကအယံလွန်ကဲသွားတယ်ဟုတ်တယ်လူမဆန်တဲ့အဆင့်ယောင်သွားတဲ့အ ட்ரப் လူထုရဲ့အာယုံက မူလဖြစ်မှုမှမရှိတော့ဘဲနဲ့တုံပြန်လိုက်တဲ့လောက်ရအပေါ်ကိုပဲအလုံးကဝိုင်းပြီးရှုတ်ချကြတဲ့သဘောဖြစ်သွားတာပေါ့မှန်ပါတယ်လူမှုကွန်ရက်ပေါ်ကတုံးတက်ချက်တွေမှာသူ့အမကလည်းကို့အမဖြစ်သွားပြီဆိုတာမျိုးတွေရေးကြတာအဲ့ဒါကိုပြောတာပဲဒီနေရာမှာစဉ်းစားစရာကတော့အဲ့ဒီကိုယ်တိုင်တရားစီရင်ခြင်း vigilantism အပေါ်လူထုရဲ့သဘောထားမယ်တရားဥပဒေစိုးမိုးမှုအားနည်းလေလို့ခန်းစားရတဲ့အခါမျိုးတွေမှာတစ်ခါတလေတာကိုထောက်ခံတာမျိုးရှိတတ်ပြီးမြင် ီဖြစ်စဉ်မှာတော့ဆိုင်ရှင်ရဲ့လုပ်ရက်ကလွန်လွန်အားကြီးတယ်ဟုတ်ကဲ့အထူးသဖြင့်ကလင်းငယ်အပေါ်ကျွလွန်မှုပါနေတဲ့အတွက်လူအများစုကဒီလုပ်ရက်ကိုလုံးဝလက်မခံဘူးဆိုတော့ရှင်းရှင်းလင်းလင်းတွေ့ရတယ်လေဟုတ်ကဲ့အားနည်းစုအထူးသဖြင့်ကလေးလူမျိုးကိုကိုကိုမကာကွယ်နိုင်တဲ့သူအပေါ်အနိုင်ကျင့်တာကိုလူအဖွဲ့အစည်းကဘလောက်တီးမခံနိုင်ဘူးလဲဆိုတာကိုလေဒါကပြက်ပြက်သားသားပြလိုက်တာပဲပြီးတော့လူမှုခွင့်ရအစွမ်းကလည်းတကယ်ပဲဒီလိုရုပ်တံဖိုင်တစ်ခုကနေတနိုင်ငံလုံးတီးသွားပြီးတော့ လူတို့ဖီအားတွေဖြစ်လာနိုင်တယ်။ဒါပေမဲ့တဖို့မှလည်းတတိထားရမှာပေါ့လို့လူမှုခွင့်ရပေါ်ကပြင်းထန်တဲ့တုံ့ပြန်မှုတွေကတခါတလေအဖြစ်မှအခြေအနေအကုန်လုံးကိုတိကျမသိခင်အချက်လက်မပြည့်စုံခင်မှာပဲတဖက်သက်စီရင်ဆုံးဖြတ်မှုတွေစီကိုတွန်းပို့တတ်တဲ့အန္တရာယ်လည်းရှိတယ်လေ။မှန်ပါပဲ။ဒီဖြစ်စဉ်မှာတော့ရုပ်တံအထောက်အထားကတော်တော်ရှင်းတယ်လို့ဆိုနိုင်ပေမဲ့ရေပြားဖြစ်တော့ဆိုရှယ်မီဒီယာသတင်းတွေကိုချင့်ချိန်သုံးတာဖို့လိုအပ်တယ်ပေါ့။ဟုတ်ပါပြီ။ဒီနေ့ဆွေးနွေးခဲ့တဲ့ line တရားဖြစ်စဉ်တော့လို့လေ ဆွဆွဲခံရမှုတစ်ခုအပေါ်မှာအလုံးအကျွံပြင်းပြင်းထန်ထန်တုံ့ပြန်မိတဲ့အခါအထူးသဖြင့်အဲ့ဒီတုံ့ပြန်မှုမှာလူမဆန်တဲ့လုပ်ရည်တည်းကလေးပေါ်ကျွလွန်လာတွေပါလာတဲ့အခါလူတို့ရဲ့တုံ့ပြန်မှုဘလောက်ပြင်းထန်နိုင်တယ်လဲဆိုတာကိုပြသွားခဲ့ပါလေဟုတ်ကဲ့လူမှုကွန်ရက်ကနေဒီသတင်းဘလောက်မြန်မြန်ပြနိုင်ပြီးဘလို့နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်လာနိုင်တယ်လဲဆိုတာကိုလည်းမြင်သာစေခဲ့တယ်ပေါ့ဟုတ်ပါတယ်ဒီလိုဖြစ်ရတဲ့ကတရားဥပဒေရဲ့အရေးပါမှုလူသားချင်းစာနာမှုရဲ့တမ်းမှု နောက်ပြီးကိုတိုင်တရားစီရင်ခြင်းရဲ့ NDA တွေပေါ့အဲ့အရာတွေကိုမိမောင်းထိုးပြနေတယ်တစ်ချိန်တည်းမှာပဲလူမှုကွန်ရက်ရဲ့အပေါင်းလက္ခဏာအဖျားပင်းနေမှုအလားအလာရောအနုလက္ခဏာဆောင်တဲ့တဖက်သက်ဖျားပင်းမှုဖြစ်နိုင်ခြေကိုပါတတိပြုစေတာပေါ့ဒါတွေအလုံးကိုခြုံပြီးစဉ်းစားကြည့်ရင်လေဒီအဖြစ်ဖက်ကနေကျွန်တော်တို့အတွက်မေးခွန်းတစ်ခုကြံခဲ့တယ်လူအဖွဲ့အစည်းတစ်ခုမှာတရားမျှတမှုဆိုတာကိုဘယ်လိုနားလည်ကြမလဲ ကိုယ်တိုင်ကြုံရတဲ့မတရားမှုတစ်ခုပေါ်ဘလို့တွန့်ပြန်တင်တယ်လေဥလေကိုလေးစားလိုက်နာမှုနဲ့လူသားချင်းစာလာမှုကြာကဟန်ချစ်ကိုရောဘလို့ရှားကြမလဲဆိုတဲ့မေခွန်းနေပေါ့ဟုတ်ကဲ့စဉ်းစားစရာတွေပါဒါတွေကဒီဖြစ်စဉ်တစ်ခုတည်းအတွက်မဟုတ်ဘဲနဲ့လေကျွန်တော်တို့နေ့စဉ်လူအဖွဲ့အစည်းတွေမှာကြုံတွေ့နေရတဲ့အခြေအနေတွေတော့ပါဆက်ပြီးစင်ချင်းတုံးတက်သွားဖို့ကြောင့်ဖြစ်လာစေခဲ့ပါတယ်